အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာမုတ်တုံမိုးရွာသွန်းမှုတွေကြောင့်ရေလွှမ်းမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့အတွက်အာတန်ပြည်နယ်မှာလူငါးဦးထပ်မံနေသေဆုံးခဲ့တယ်လို့အရာရှိတွေကမေ31ရက်ကပြောကြားခဲ့ပါတယ်။အိန္ဒိယရဲ့မုတ်တုံရာသီဟာနှစ်စဉ်ဇွန်လကနေစက်တဘာလအထိဖြစ်ပြီးအဲဒီကာလမှာတောက်သုံးရေတွေပြန်လည်ဖြည့်တင်းမှုအတွက်အရေးကြီးပေမဲ့ရေလွှမ်းမှုတွေထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပွားလေရှိပါတယ်။ ဒီမုတ်တုံရသည်အတွင်းတောင်အောင်ရှားရဲ့နှစ်စဉ်မိုးရေချိန်စုစုပေါင်းရဲ့80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိမိုးရေရွာသွန်းလေးရှိပါတယ်။ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်မကြသေးမီနှစ်တွေအတွင်းမိုးရွာသွန်းမှုတွေနဲ့ရေလွှမ်းမှုတွေဟာအတိတ်ကာလကထက်ပုံမှန်ဆိုးရွားပြင်းထန်လာခဲ့တယ်လို့တွန်းကျင်သူတွေကပြောပါတယ်။ လက်ရှိမှာအိန္ဒိယရဲ့အာသံပြည်နယ်မှာရှိတဲ့ခရိုင်၁၂ခုမှာအနီရောင်အဆင့်အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပြီးနောက်ထပ်၃ရက်ကြာတဲ့အထိမိုးရေဇက်တိုက်ရွာသွန်းနိုင်တယ်လို့အာသံပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။မိုးသည်ထံမှုနဲ့ရေကြီးမှုတွေကြောင့်အာဏာပိုင်တွေကဂူဝါဟတီမြို့တော်မှာတန်လိုက်မှုအန္တရာယ်တွေကိုရှော့ချဖို့လျှက်စစ်တားတွေကိုဖြတ်တောက်ထားပါတယ်။ပြည်내ဝင်ကြီးချုပ်ကလည်းပြည်내အစိုးရအဖွဲ့ဟာကယ်ဆယ်ရေးအဖွဲ့တွေဆင်လွတ်ထားကြောင်းပြောကြားခဲ့ပါတယ်။